စကိုင်းတိုင်းကလေးမျိုးနယ်နဲ့ချင်းပြည်တီးတိမ်မျိုးနယ်တို့မှာစစ်ရေးတင်းမာမှုတွေပြန်ပြီးတော့မြင့်တက်လာနေပါတယ်စစ်ကော်မရှင်တပ်တွေဟာဒီဒေသတွေကိုအင်အားအလုံးအရင်းနဲ့ထပ်ပြီးတော့ဖြစ်တဲ့စစ်ကြောင်းထိုးနေတာကိုချင်းတော်လှန်ရေးအဖွဲ့တွေကထုတ်ပြန်ထားကြပါတယ် ချင်းတော်လိုင်းရဲ့အဖွဲ့တွေရဲ့အဆိုအရဆိုရင်ဒီအော်တိုဘာလ28ရက်နေ့ကစပြီးတော့စစ်ကော်မရှင်တပ်ဟာကလေးမျိုးကနေချင်းပြည်တဲ့ကိုစစ်ကြောင်းထိုးဝင်ရောက်နေတာလည်းဖြစ်ပါတယ်အထူးသဖြင့်တော့တိတိမျိုးပေါ်ကိုလေကြောင်းကနေအင်အားဖြည့်တင်းမှုတွေနှစ်ရက်ဆက်တိုက်လုပ်ခဲ့ပြီးအင်အားယာနဲ့ချီဖြည့်တင်းထားတယ်လို့ဒေသခံတွေကခမှန်းပြောဆိုကြပါတယ်ဒီစစ်ကြောင်းဟာတိတိမျိုးနယ်ကနေတဆင့်ရွေးကောက်ပွဲကျင်းပဖို့တတ်မှတ်ထားတဲ့တိတိဒါမှမဟုတ်တော်လိုင်းရဲ့အဖွဲ့တွေထိန်းချုပ်ထားတဲ့ဖလားမျိုးပတ် ကိုဥတီလာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ လုံချုံရဲ့အခြေအနေတွေကြောင့်ဒီဒေသခံအများစုသွားလာတဲ့ဆိုင်ကယ်လမ်းမတွေကိုလည်းပိတ်ထားလိုက်ပြီလို့ချင်းတော်လိုင်းရဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CDF စီးရင်ကထုတ်ပြန်ထားပါတယ်။အာဒီဒီလိုမျိုးပေါ့လေစီရေးလှုပ်ရှားမှုတွေဟာစစ်ကော်မရှင်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲနီးလာချိန်မှာ ပေါ်လာတာဖြစ်ပြီးတော့ချင်းပြည်မြောက်ပိုင်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့ရွေးကောက်ပွဲမတိုင်ခင်ဖိအားပေးတာဖြစ်နိုင်တယ်လို့လည်းနိုင်ငံရေးလှိလာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။